င်္ဂလာပါခင်ဗျာကျွန်တော်ပြခဲ့တဲ့အင်္ဂါနေ့ရဲ့ပေါ့နော်ဘင်းချက်တစ်လုံးပြခဲ့တယ်ဘင်းချက်တစ်လုံးဒီဘာတစ်လုံးပြခဲ့လဲဆိုရင်ကိုလေးတစ်လုံးပြခဲ့တာပါအဲ့တော့ညနေခင်းမှာတော့နှင်းလေးလို့ဆိုပြီးတော့ဝင်သွားခဲ့တာဖြစ်တဲ့အကြောင်းကိုလေးဘင်းချက်တစ်လုံးကမစီရောအတွက်တော့အတောင်းဝင်သွားလိမ့်မယ်အကျိုးရှိသွားလိမ့်မယ်လို့ရဲ့ထင်မြင်စောင့်ကြည့်ပါရခင်ဗျာကျွန်တော်ဒီမှာအပေးကြတဲ့မိတ်ဆွေများကျွန်တော်ရဲ့ခဏလေးကိုထည့်သက်ထားကြတဲ့မိတ်ဆွေများအားလုံးဒီပါကတော့ပေါ့နော်ပေါက်ကြပါလေပေါက်ကြတာလေးကိုတွေ့မြင်ရတယ် ပြီးတော့ဗျာအဲ့လိုမျိုးခုလိုမျိုးပေါက်ကြရဲဆိုတာလေးကိုပြီးနေတွေ့ရှိရတဲ့အတွက်ကြောင့်လည်းမိတ်ဆွေများပေါက်ကြရဲမိတ်ဆွေများနဲ့အထက်တူအထူးအထူးပဲဝမ်းသာပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်ဗုဒ္ဓဟူးနေ့အတွက်ဒီကိုလည်းအတခြားပြီးအကောင်းဆုံးလေးဖြစ်အောင်တက်ဆိုင်လေးကိုကြိုးစားပြီးတော့ရှားပေးထားပါတယ်အဲ့တော့ရရှိထားတဲ့ main share တစ်လုံးပိုင်းလေးကတော့96ဒီတုံးလုံးပေါင်းခြင်းပါခင်ဗျာဒီတုံးလုံးပေါင်းခြင်းဒီ8 8ပါပါပြီလုံးငယ်ပေါ့နော်8 3လုံးပါတစ်လုံးရှယ်လေးပါအဲ့တော့8 3တစ်လုံးရှယ်လေးကို30 5 3ဆိုတော့ ၃တလုံးရှင်းဆက်ပေးခဲ့တယ်၄၃၅နှစ်ပေါင်းတဲ့အခါမှာလည်း၆၁တလုံးရှင်းပြီး၁၄ဆိုတော့၁တလုံးရှင်းဆက်ပြီးနေခင်ဗျာပြန်နောက်ထပ်တစ်ပိုင်းကတော့659ပေါင်းတဲ့အခါမှာဆိုရင်395တလုံးရှိပြီ95 9နဲ့ဆိုတော့9တလုံးရှိဆက်မှန်ပါတယ်ပြန်နောက်ထပ်တစ်ပိုင်းဒီ8839ပေါင်းတဲ့အခါမှာဆိုရင်61တလုံးရှိကတော့ဒီမှာဆိုရင်69ဆိုတော့6တလုံးရှိဆက်မှန်ပါတယ်996ပေါင်းတဲ့အခါမှာဆိုရင်61တလုံးရှိရမယ် လုံး66ရို့ထပ်ခဲ့ခြင်းကြောင့်6လုံးရှင်းဆက်ပေးခဲ့ပါတယ်ခင်ဗျာပင်လေးလေးသုံးပေါင်းတဲ့အခါမှာဆိုရင်လည်း16တလုံးဆိုပြီးတော့ကျွန်တော်တို့ရဲ့ဒီ6ပင်များကစားရမယ်ပုံတုံးတွေအတွက် main share တလုံးကတော့16တလုံးပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့ခင်းစားနိုင်10မိနစ်နဲ့ညနေခင်းဒီနေ့ခတ်တော့ကစားအသုံးပြုဖို့အတွက်ရရှိထားတဲ့ main share တလုံးလေးပဲဖြစ်ပါတယ်ခင်ဗျာဒါတော့မိမိတို့မှာတန်းတက်ရခြင်းလေးရရှိရဆိုရင်ကျွန်တော်ရဲ့ရရှိထားတဲ့ main share တလုံးလေးမျိုးကို ပြဖက်ကစားအတုံးပြပြီးတော့လေမိန့်ခွက်ထုတ်ကစားလို့လည်းရပါသေးတယ်ဒါမှမဟုတ်ဘူးကျွန်တော်ဆက်ပြပြမယ်ဖိုင်ရီနဲ့ပေါ့နော်မိန့်ခွက်ထုတ်ကတဲ့ပုံစံကြီးပဲရှိတာဖြစ်တဲ့ကြောင့်ဒီပုံစံလေးကိုလည်းအားလုံးဆက်ပြီးတော့ကြည့်ထားစေချင်ပါတယ်မိခါစေချင်ပါတယ်ခင်ဗျာဒါတော့ကျွန်တော်ဆက်ပြပြမယ်ပရိသတ်ကြီးကိုပြောပြပေးချင်ပါမိတ်ဆွေတို့အားလုံးအားလုံးပါလို့ပဲကျွန်တော်ဆီမှာဒီဒီကနေ့ကထုတ်ပြန်လို့တော့လည်းကောင်းကော်မရှင်များများပြန်ပြီးတော့အသင်ကျင်းလို့တော့လည်းကောင်း နောက်ဆက်တဲ့ကနေတို့အားပေးမယ်ကော်မရှင်အောင်များပြန်ပြီးတော့တင်နေစရာမိတ်ဆွေများအားလုံးအားလုံးပါပဲကျွန်တော်ရဲ့ Viber ဖုန်းနံပါတ် Telegram ဖုန်းနံပါတ်ဖြစ်တဲ့39 69 68နဲ့မေကိုခေါ်ဆိုတဲ့ဒီဘာသာဖုန်းနံပါတ် Telegram ဖုန်းနံပါတ်မှာမိမိတို့ထိုးချင်တဲ့ကနေမျိုးကိုလုံခြုံမှုစိတ်ချမှုမျိုးဝါထားပြီးတော့လာရောက်ဆက်ဆံကနေတို့အားပေးနိုင်ပါလေဟုတ်ရင်အလုပ်စလုပ်လာကလေးကလည်းယနေ့ချိန်ကာလဒီဒူတူတူပြပေါ့ကုန်များလေခင်ဗျာကြားခဲ့ဒီနေ့လည်းမရှိပါပါဘူးခင်ဗျာ အဲ့တော့ကျွန်တော်ရဲ့ channel လေးမှာလည်းဆက်ကြည့်လာကြည့်လို့ရပါတယ်။အဲ့တော့အစားပိုင်းဝေးကြီးပိုင်းနဲ့ပတ်သက်ပြီးလည်းနည်းနည်းပြတ်သွားတယ်မရှိသလိုမှန်မှန်ကန်ကန်နဲ့ကျွန်တော်ဒီမှာတော့ကနေသူအပိတ်ကြတဲ့မိတ်ဆွေတိုင်းအပေါ်ကိုပြုလို့လုံဆောင်ပါတယ်။ဒီအတွက်ကြောင့်ကနေသူအပိတ်မယ်ကော်မရှင်ရောင်းများပြန်ပြီးတော့တင်မယ်ဆိုရင်တော့မိမိအနေနဲ့စိတ်ချလက်ချမယ်။ဒါကြောင့်ဆက်တွေ့ကနေသူအပိတ်နိုင်ပါတယ်ခင်ဗျာ။အဲ့အယောအစားပြီးစစ်ဆေးစားအပိတ်ဝင်ရရှိပါမယ်။ဒါကြောင့်ကျွန်တော်ဒီမှာတော့ကနေသူအပိတ်ကြတဲ့မိတ်ဆွေတိုင်း အလုံးအလုံးကအ ਨੇ ဆုံးမိမိထိုးကြည့်ပြီးရောင်းအပ်ပြီးခွဲလောက်တဲ့ပို့စာတင်ရှိတာကိုထိုးသားပြည့်ပြီးဖြစ်ကော်မရှင်အရောက်ပြည့်တဲ့ဒီလိုကြည့်ပြီးကော်မရှင်900ခန်းလောက်စပြီးတော့ရရှိပါတယ်3000နဲ့3000ကျပ်အထက်ဆိုရင်တော့ကော်မရှင်ကိုဖက်ပါခိုင်းလို့ရရှိပါတယ်ခင်ဗျာ9000နဲ့9000ကျပ်အထက်ဆိုရင်တော့ကော်မရှင်ကို900ခန်းလောက်ဆိုပြီးတော့မိတ်ဆွေတို့ထိုးပြီးများရင်များလို့ရောင်းအပ်ရတဲ့ဒီလိုအလျောက်ရတဲ့လက်မှတ်ထားတဲ့နှုန်းစာလေးအလိုက် ရရှိပါမယ့်ကော်မရှင်ကုန်စားရေးရမှာစာအမြင့်ဆုံး15ရာခိုင်နှုန်းဖြစ်တယ်။ပုံမြင်ပြီးတော့ရရှိပိုင်ဆိုင်သွားမယ့်အထူးခင်ဗျတို့ကအစားပုံရေးရမှာစာပြပြဝဝနဲ့ဒေသလေးပြလို့လောဆောင်ပေးထားတာဖြစ်တဲ့တော့ကြောင့်လည်းပထမမင်းစင်များအပြင်မမင်းစင်များအရင်နဲ့စိတ်ချလက်ချနဲ့ကိုလာရောက်ဖြစ်တဲ့ခဏတို့အပြေးနိုင်ပါလေ။ယခုအကြည့်ရှိနေတဲ့မင်းစင်များတွေကမြန်မာအစ်တဲ့တော်မင်းစင်များတက်တဲ့ခဏတို့အပြေးဖို့စဉ်းစားဆုံးဖြတ်ဖို့ပေါ့နော်။စဉ်းစားနေလဲဆုံးနေတယ်။ယုံကြည်မှုစိတ်ချမှုဝဝနဲ့ဆက်တဲ့ခဏတို့အပြေးနိုင်ပါလေ။ယခုရရှိမှာစဉ်းစားနေတဲ့ခဏတို့အပြေးနေကြတဲ့ မဟောင်းမစင်ရလည်းရှိတယ်လို့ဒီကုတ္တမလာရဆိုတဲ့ကျွန်တော်အပိကရတဲ့မြို့ကိုပြင်ရလည်းရှိတာဖြစ်တဲ့အတွက်ကြောင့်လို့စိတ်ချလက်ချနဲ့အခုဆက်တယ်မယ်ပေါ့နော်အဲ့ဒီကောင်မစင်ရလည်းဖြစ်တယ်ယုံကြည်မှုစိတ်ချအောင်ပြုဝါထားပြီးတော့ဆက်တယ်ကနေတို့အပိနေပါတယ်ခင်ဗျာအဲ့တော့ဒီနေ့ကကစားရမယ့်ပရိတိုင်းကတော့ဒီလိုလေးပါ၈၄၁ပေါင်းပါတယ်ပေါင်းတဲ့အခါမှာဆိုရင်၃၃ပါပါပြီး၈နဲ့၃၈ဆိုရယ်ပရိတိုင်းကိုရထားတာပါအဲ့တော့သူ့ရဲ့တောင်းတဲ့နေမှာဆိုရင်၈၅လို့ထပ်ထားခြင်းကြောင့်ပရိတိုင်းကြီး၃ပဲ ဝန်ကျင်းဒီကတော့ငါးတလုံးဝန်ကျင်းနဲ့ဆိုပြီးတော့ရှင်းငါးတခွတ်မှန်ခဲ့ခြင်းဖြစ်ပါတယ်။ပြီးရင်နောက်ထပ်တစ်ပင်ရှင်း6 4 6 3ရပေါင်းတဲ့အခါမှာဆိုရင်လည်း3ညာ5ဆိုရင်ပရိတ်ကိုဒီမှာ6ပို့လို့ထားတာဖြစ်တဲ့အကြောင်းပရိတ်တိုင်းဒီနောက်ပရိတ်လုံးဝန်ကျင်းဒီတဲ့ပဲဝန်ကျင်းနှင်းရှည်တလုံးဒီတဲ့ပဲ6တလုံးရှည်စင်လာခဲ့တာဖြစ်ပြီးတော့6ပို့တခွတ်ဆိုပြီးတော့မှန်ခဲ့တာပါခင်ဗျာ။ပြန်9 6ပေါင်းတဲ့ခါမှာလည်းပဲမြခွန်ဆိုတဲ့ပရိတ်ကဒီမှာဆိုရင် 66ဆိုတော့နှစ်ပြည့်စာလုပ်ခဲ့တယ်။မင်းရှယ်တုံးနေရတယ်။6တလုံးချက်ဝင်လာခဲ့တာဖြစ်ပြီးတော့66တကွာဆိုပြီးတော့မှန်ခဲ့ထားခြင်းတွေဖြစ်ပါတယ်ခင်ဗျာ။အဲ့တော့ကျွန်တော်ကစားရမယ့်ဒီပုံတော်မူအတွက်ပေါ့နော်။ကစားရမယ့်ပရိတ်ကတော့3ရက်3ရက်ကိုပေါင်းပါတယ်။ပေါင်းတဲ့အခါမှာဆိုရင်6 4ဆိုတဲ့ပရိတ်ကိုရတယ်ဗျာ။အဲ့တော့1ကို6ပရိတ်ဖြစ်အောင်ဆိုရင်1 6ဒီကိုလေးပြအောင်ဆိုရင်ဒီတုံးရဲ့6 3 6ကိုလေးပြအောင်ကတော့68ရဲ့ဆိုပြီးတော့ဒီ main ကွက် ရှိထားပါတယ်။ဒါလေးပါတော့ကျွန်တော်မိစေနဲ့အားလုံးအားလုံးအနေနဲ့ဗုဒ္ဓဦးနဲ့မှာသာသာအသုံးပြုရမယ်။ဒီမှာထုတ်ပေးထားတဲ့ main share လေးကွက် site ပါ။ဒီကနေ့မင်းရဲ့ကြိုက်ပင်ကွက်အနည်းငယ်တော့6ရွှေတကွက်ကိုရွေးချယ်ထားပါတယ်ခင်ဗျ။အဲ့တော့မိစေနဲ့အားလုံးအားလုံးနဲ့ကျွန်တော်ရဲ့ website နဲ့အတူဗုဒ္ဓဦးနဲ့မှာလည်းပဲအင်ကာနေအတိုင်းပဲပေါ့နော်။အင်ကာနေအထပ်ပို့မိုးပြီးတော့ပောက်ကွက်ခင်ကိုမိကြပါစေ။အားလုံးအစီအစဉ်ကြားကောင်းကြပါစေခင်ဗျ။အဲ့တော့ကျွန်တော်ဒီကနေ့တင်ပေးထားတဲ့ကျွန်တော်ရဲ့ website ကအများကြီးကတဲ့ဒေသလေးတွေကိုထိုးစီလို့ပဲဖြစ်ဖြစ် အခြားသောမိတ်ဆွေတို့တိုင်းနေတတ်တဲ့မြေကြီးကဏ္ဍကိုဆိုဆက်ပြီးကဏ္ဍကိုအားပေးမယ်ကွန်ပျူတာများပြန်ပြီးတော့တင်လို့ဆိုရက်ပြန်လို့ဆိုရင်းနေပဲကျွန်တော်ရဲ့ Viber တေးရန်ဖုန်းနံပါတ်ကတော့ကိုအရင်ထဲကနေမှလည်းနေချိန်ကလာပြီးမပြောင်းနေပဲအတော့ပြန်လာခဲ့တဲ့နံပါတ်ပါ3998 6290ဖြစ်ပါတယ်ခင်ဗျာအတန်မျိုးရောလရေးစာသားမျိုးရောဒေတာလေးရေးပြဖော်ပြပေးတာဖြစ်တဲ့အတွက်ကြောင့်လည်းကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ဒါဒီကံဖုန်းနံပါတ်ကိုတော့တခြားလေးမမယူစေပဲရိုက်နေပြီးတော့ဆက်ပြီး update လုပ်ရပါတယ်။ဒီလိုအမှုကိုပြောပြပေးပါရခင်ဗျာ။ အယောအစားပိုင်းကိုဒီပိုင်းနဲ့ပတ်သက်လို့လည်းအပြင်ကလည်းဒီစိတ်ချလို့ရပါတယ်ဒီဒီကုပြောက်ပေါ်မှာလည်းနေနေစားဖို့စိတ်ကူးလုံးဝမရှိပါဘူးခင်ဗျာဒီတော့ကြောင့်စိတ်ချလက်ချနဲ့ဒါလည်းဖြစ်တဲ့ခဏသူအပြေးလို့ရပါတယ်ပိတ်ချိန်လေးကတော့မနက်ခင်းပါဆိုရင်စက်တနာ90ပါညနေခင်းပါဆိုရင်390ငါမျိုးစုခဏသူတွေရရှိတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ယခုပြပြပေးလိုက်တဲ့ပိတ်ချိန်လေးမတိုင်းခင်းပါနဲ့မျိုးစုတစ်ပြေးကလူမျိုးထိုးတဲ့ခင်းလေးကိုစိတ်ကြိုက်နေတဲ့ခဏသူအပြေးလို့ရပါတယ်ခင်ဗျာဒီလိုဒီဗီဒီယိုလေးကိုလည်းကျွန်တော်တက်နိုင်ကြမြအမြန်ဆုံးပြုလုပ်ပြီးတော့မျိုးစုအားလုံးကို တင်လာပေးပါမယ်ခင်ဗျာအဲ့တော့အားလုံးကိုလည်းတရုတ်ဒီဗီဒီယိုလေးကဆက်နေဆောင်ပြီးတော့ရရှိအားပေးကြပါအောင်လို့ပြောချင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူး